ဒီ video ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါတပတ်တွင်းစီးပွားရေးသတင်းအစီအစဉ်ကနေဒီတပတ်အတွက်ပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့နိုင်ငံဖြတ်ကျော်ပြီးတော့ကုန်စည်ပို့ဆောင်ခွင့်ရမယ့် operator license ချပေးလိုက်တဲ့အကြောင်းပါမဟာမဲခေါင် data အဖွဲ့နေဆက်ဖြတ်ကျော်ကုန်စည်ပို့ဆောင်ရေးအစီအစဉ်အရမြန်မာအနေနဲ့အိန္ဒိယနိုင်ငံတွေနဲ့ကုန်စည်ပို့ဆောင်ရေးကိုဆက်သွယ်လုပ်ကိုင်ရတော့မှာဖြစ်ပါတယ် မဟာမဲခေါင်ဒေတာရင်းနိုင်ငံတွေအချင်းချင်းနိုင်ငံဖြတ်ကျော်ကုန်စည်ကူးတန်းခွင့်ရမယ်ပထမဦးဆုံးခြေလှမ်းအဖြစ်မြန်မာနိုင်ငံအတွင်းက operator license ကိုရှောက်ထားကြတဲ့ကုမ္ပဏီပေါင်း30ဝန်းကျင်လောက်ကမှကုမ္ပဏီ၉ခုကိုထုတ်ပေးလိုက်တာပါဒီ operator license ကိုင်ဆောင်ထားသူတွေဟာထိုင်းနိုင်ငံမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံအတွင်းထိဝင်ရောက်ပြီးတော့မှကုန်စည်ပို့ဆောင်မှုတွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီ operator license အလုံးစုံရတဲ့လူကမှဒါနိုင်ငံသားကကျွန်တော်ဥပမာအခုပထမအချိန်ပေါ့နော်လုတ်တဲ့ထဲမှာရိုးရဲဒီဘက်ကဆိုရင် နောက်တစ်ခါအဖက်အပေါ်ဘက်ကဆိုရင်တော့အိန္ဒိယပေါ့အဲ့ဒီသူတို့နိုင်ငံတွေကိုတွားပြီးတော့ကုတ်ကားတွေတွားနိုင်အောင်ဒါအစီအစဉ်ပထမပိုင်းဒုတိယတစ်ပိုင်းကဒီကတွားတဲ့ကားတွေဟိုဘက်ကနေပြန်ပြီးတော့လာနိုင်အောင်အာနောက်ဦးနှစ်ဖက်ဒါတွေ့ဆုံမှုတော့ဒါလှုပ်ဆောင်နိုင်နောက်လောမှာတော့မြန်မာနိုင်ငံအတွင်းကလမ်းတစ်လျှောက်မှာမျိုးဝင်ကြီးကောက်ခံတဲ့စခန်းနေနဲ့ကတားကပေးရတဲ့နေရာတွေများတဲ့အတွက်ကြောင့်မလို့အခက်အခဲတွေရှိနေသေးတယ်လို့သူကဆက်ပြောပါတယ် operator license နဲ့ နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုတွေပြုလုပ်ကြတဲ့အခါရင်မောင်းသူတွေအနေနဲ့နိုင်ငံတကာရင်မောင်းလိုင်စင်ကိုကန်ဆောင်ကြရမှာဖြစ်ပြီးတော့မှရင်းစည်းကန်းလမ်းစည်းကန်းကျွမ်းကျင်အောင်နဲ့ရင်မောင်းကျွမ်းကျင်မှုတင်နှံပေးဖို့လည်းစီစဉ်နေပြီလို့သိရပါတယ်။အခုနပြောတော့အခုယထာပို့ဆောင်ရေးကိုညှိထားတဲ့ဒါတွေကိုဥတို့တင်ပြတယ်။တင်ပြတဲ့အချိန်မှာအခုယထာပို့ဆောင်ရေးကိုညှိထားတာကနေအခုဒီ operator license ကိုရထားတဲ့ကုမ္ပဏီတွေကနေမောင်းမဲ့ရင်တွေရဲ့ရင်မောင်းတွေကို ဧပြီလထဲမှာတော့ကုန်ပြီးလောက်မှာသူတို့တင်နန်းပေးဖို့အစီအစဉ်ရှိထားတယ်။နေသားဖြတ်ကျော်ကုန်သွယ်ရေးအစီအစဉ်ကိုလက်ရှိမှာအိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းမြန်မာအိန္ဒိယသုံးနိုင်ငံနဲ့စတင်သွားမှာဖြစ်ပြီးတော့မေလလောက်မှာဒီအစီအစဉ်ကိုစတင်နိုင်မယ်လို့ခန့်မှန်းကြောင်းရန်ကုန်တိုင်းအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကပြောပါတယ်။မဟာမဲခေါင်ဒေသနေသားဖြတ်ကျော်ကုန်စည်ပို့ဆောင်ရေးအစီအစဉ်ထဲမှာကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်း၊ဗီယက်နမ်နဲ့တရုတ်နိုင်ငံတို့ပါဝင်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မြန်မာနိုင်ငံရဲ့တမိုင်းဝင်နေ့တစ်နေ့ဖြစ်တဲ့ ရန်ကုန် Star Agent ပထမဦးဆုံးစတင်လဲပတ်ခဲ့ပြီးတော့အယောင်းဝယ်ဖြစ်ခဲ့တဲ့အခြေအနေတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။သူရှယ်ယာဈေးကွက်ဖြစ်တဲ့ရန်ကုန်စတောက်အေဂျင့်စတင်ဖွင့်လှစ်တဲ့နေ့မှာပဲ First Myanmar Investment FMI ကုမ္ပဏီရဲ့အစုရှယ်ယာတန်ဖိုးကမူရင်းတန်ဖိုးထက်ဈေးပိုရခဲ့တာကိုတွေ့ရပါတယ်။ဒါကတော့ listed company စီးရင်ဝင်တွေကပထမဦးဆုံးရှယ်ယာရောင်းချခွင့်ရရှိခဲ့တဲ့ တွက်ကြောင့်မလို့ဝယ်ယူလိုမှုနှုံမြင့်တက်ခဲ့တဲ့အတွက်ကုမ္ပဏီရဲ့အစုရှယ်ယာတန်ဖိုးကလည်းမြင့်တက်လာခဲ့တာပါ FMI ကုမ္ပဏီရဲ့ရှယ်ယာပိုင်ဆိုင်သူတွေကဈေးကွက်စာဖွင့်တဲ့နေ့မှာရှယ်ယာအစုပေါင်း1000ကျော်ကိုရောင်းချဖို့အစိုးတင်သွင်းခဲ့ပြီးတော့ရှယ်ယာတစုကိုကြမ်းခင်းစေ2600နဲ့သတ်မှတ်ခဲ့တာပါဒါမဲ့ရှယ်ယာတန်ဖိုးတွေကဈေးကွက်စာဖွင့်တဲ့မနက်ခင်းဈေးအပိတ်မှာမူလကျန်းခင်းဈေးထက်ကျော်လွန်ပြီးတော့ရှယ်ယာတစ်ခုကို7300နဲ့ရှယ်ယာအစုပေါင်း4200ကျော်ကိုရောင်းချနိုင်ခဲ့ပါတယ်။ဒါကတန်ဖိုးအပြင်မြန်မာကျပ်ငွေ 1.3ဘီလီယံကျော်အယောင်းဝယ်ဖြစ်ခဲ့တဲ့ပမာဏပါရန်ကုန် Stock Exchange မှာ FMI ကုမ္ပဏီက share ရောင်းချခြင်းကိုစတင်ပြီးတော့မှအဲ့နောက်ပိုင်းမှာတီလဝါအထူးစီးပွားရေးဆောင်အများပိုင်ကုမ္ပဏီမြန်မာနိုင်ငံသားများဘဏ်ပထမပုတ်ကလေးကဘဏ်နဲ့မြန်မာလေယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း Mapco တို့ကအသီးသီး share တွေကိုရောင်းချကြအောင်မှလည်းဖြစ်ပါတယ် share အယောင်းဝယ်တွေကိုတော့ငွေချေးတသိကံကုမ္ပဏီတွေဖြစ်တဲ့ Security ကုမ္ပဏီတွေကဝယ်သူနဲ့ရောင်းသူကြားမှာဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ share ရောင်းဝယ်ကြမဲ့သူတွေအနေနဲ့ Security ကုမ္ပဏီတွေမှာစီးရင်ဖွင့်လှစ်ဖို့လိုအပ်ပါတယ်ခင်ဗျာ ရန်ကုန် Store Agent မှာအစု share တွေကိုရောင်းဝယ်နိုင်မှုအတွက်မနက်7:00နာရီနဲ့နေ့လယ်7:00နာရီတက်မှတ်ထားပြီးတော့တရက်ကို2ချိန်လုံးနဲ့ဈေးကွက်အဖွင့်အပိတ်ကိုဆောင်ရွက်သွားမှာလည်းဖြစ်ပါရခင်ဗျာဆက်လက်ပြီးတော့မှဖုန်းသုံးဆွဲသူတွေကို April 1ရက်နေ့ကနေစတင်ပြီးတော့မှကုန်သွယ်လုပ်ငန်းကိုကောက်သွားတော့မယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြပေးခြင်းပါတယ်ဒါမဲ့ April 1ရက်နေ့ကစပြီးတော့ Telinor, Ooredoo နဲ့ MPD ပါဝင်ဘယ်ဖုန်း operator နံပါတ်ကိုသုံးဆွဲနေသည်ဖြစ်စေသုံးဆွဲသူတွေထံကနေပြီးတော့ကုန်သွယ်လုပ်ငန်းကို900ခန့်လုံးကိုကောက်ခံသွားတော့မှာပါ ဖုန်းမေဖြစ်တဲ့အခါမှာထည့်သွင်းတဲ့ဖုန်းမေတွေကနေပြီးတော့ဖြတ်တောက်သွားမှလည်းဖြစ်ပါတယ်။ဖုန်း operator အနေနဲ့2016ပြည်တော်စုအခွန်ဥပဒေအရအစိုးပါ900ခန့်လုံးကိုကောက်ခံတာဖြစ်ပြီးတော့မှသုံးဆွဲသူမိဘပြည်သူတွေကိုစားပြည်တော်စုအစိုးရကိုပေးသင်းပေးသွားမှလည်းဖြစ်တယ်လို့ကြေညာထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့စိုက်ပျိုးရေးချင်းငွေဘဏ်ဆက်ချိန်မှာပဲစီတွေကြာနေတဲ့အတွက်ကြောင့်မလို့တောင်းသူတွေအခက်တွေ့နေတဲ့အကြောင်းကိုလည်းပြောပြပေးခြင်းပါတယ်။ဘိုးစဘာချင်းငွေတွေစိုက်ပျိုးရေးဘဏ်ကိုပြန်ဆက်ချိန်မှာ ပဲသေးတွေထိုးကြတဲ့အတကြောင်မလို့တောင်သူတွေအနေနဲ့အခက်တွေ့နေရတာပါဟုလို့ဘန်ဆက်ချိန်တိုင်းမှာဈေးကျလိရှိပြီးတော့မှပဲပန်ချင်းွေဆက်ချိန်စဘာပေါ်တင်မှာလဲစဘာဈေးအမြဲကျဆင်းကြောင်းတောင်သူတွေကပြောကြပါတယ်အာကျွန်တော်တော့ဘန်ဆက်ချိန်ကြရင်တော့ဒီလိုနှစ်စဉ်နှစ်တိုင်းဖြစ်နေတဲ့အချိန်ခါတစ်ခုပဲလေဒါပေမဲ့ကျွန်တော်တို့တောင်သူတွေကတချို့တွေလည်းပဲဒီလိုမြင်ကြတာပဲပဲစီအဲကောင်းတာနှစ်တိုင်းနဲ့ဆိုင်တော့ကောင်းတော့ပေါ့ဗျာအခုတော့9000ဈေးကနေ 9000တဲ့အောက်ကြတော့ဒါတော့တမျိုးတော့ခံစားကြရတော့ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ပြန်တွက်ကြည့်ရင်လည်းမျိုးချင်းညကြတော့တင်းချက်တောင်းဆိုတော့ချက်တောင်းချက်တောင်းကွဲထိဝယ်ရတော့ပြန်တွက်ကြည့်ရင်လည်းနာတယ်ဒါပေမဲ့ပုံမှန်နဲ့ပြန်တွက်ကြည့်ရင်လည်း4000ကျော်ဆိုတာတနည်းမှမဖြစ်ဘူးတဲ့ခံစားချက်ပဲဒါပေမဲ့ဘာသာချင်းဒီလိုဖြစ်တာတော့နိုင်ငံတော်ကတိမယ်ဆိုရင်တော့နိုင်ငံတော်ဒီအချိန်မှာဒီလိုဖြစ်တယ်ဆိုတာကျွန်တော်တို့ပြည်သူတွေကတွေ့တော့အထင်အရတဲ့အလို့တစ်ခုပဲပေါ့ လက်ရှိဘကိုးမြို့အတွင်းကပဲဆွေးကော်တွေမှာမက်ပဲက4600ပေါက်သေးရှိပြီးတော့ပဲရီရွှေဘာက3100ရှိပါတယ်။ဘဲကောင်တဲ့တကူကတော့အခုလက်ရှိပဲဆွေးကြဆင်ရတာဘန်ဆက်ချိန်ကြောင့်ကြတာမဟုတ်ဘူးလို့အခုလို့ပြောပြပါတယ်။ဘန်ဆက်ချိန်မှာဒီပဲဆွေးကြတယ်၊စပါးသေးကြတယ်ဆိုတာကတော့ဟိုဒီဘာထပ်ပေါက်တယ်လည်းဆိုင်တယ်။ဟိုလောလောဆယ်ကတရုတ်ဝယ်လည်းကတရုတ်ငွေသေးကြတာနဲ့မြန်မာနိုင်ငံထဲကဈေးမြင့်နေရတယ်။အဲ့ဒါရင်းနဲ့တိုက်ဆိုင်ပြီးတော့ဈေးကြီးကြ ့ဆက်ချက်မှကြာတာဒီမဘဲရတော့ဒါကြာရလို့ပြောလို့မရဘူးကြာရလို့ပြောလို့မရတော့ဒါတင်းတင်းနဲ့ဈေးလုံးမဈေးကောင်းတယ်လို့ပြောလို့ရဘူးချွေဝါနဲ့ဒီစပားလေးကြာတာကတော့နိုင်ငံခြားဘွယ်လည်းဖြစ်တဲ့တရုတ်ရဲ့ငွေလေးငွေလေးကြာတဲ့ပုံမှာမူတည်သွားတာအဲ့အတွက်ပါဖေဖော်ဝါရီလအတွင်းကပဲစင်းလုံးက9000ဝန်းကျင်ရှိခဲ့ပေမဲ့လက်ရှိမှာတော့4000 6000ဝန်းကျင်ပဲပေါက်ဈေးရှိတော့တာလည်းဖြစ်ပါရခင်ဗျာ ဆက်လက်ပြီးတော့ຫນွေရာသီရောက်လာတာအပြင်အရင်တုန်းကထက် electronic ပစ္စည်းတွေဈေးကျနေတဲ့အတွက်ကြောင့်မလို့အယောင်းဝယ်ဖြစ်နေတဲ့အကြောင်းကိုလည်းပြောပြပေးချင်ပါတယ်။ဟုတ်ကဲ့လား။ဒီကောင်၅ပြီပေါ့။ဒါပေါ့။ຫນွေရာသီရောက်လာပြီဖြစ်လို့ air con ရေခဲတက်တာပန်ကာအစားရှိတဲ့ electronic ပစ္စည်းတွေအယောင်းသွက်နေသလိုကြံကာလာရောက်လာပြီဖြစ်တဲ့အတွက် sound box တွေအတန်ချဲ့ဆက်တွေနဲ့တခြား electronic ပစ္စည်းတွေကလည်းအယောင်းဝယ်သွက်လာတာဖြစ်ပါတယ်။ ရောင်းအပ်တလာတဲ့အကြောင်းရင်းကိုတော့လျှက်စစ်ပစ္စည်းရောင်းဆိုင်ရှင်တူကအခုလိုပြောပြပါတယ်။အဓိကတော့ပူရာလည်းပါတယ်။နောက်ပြီးတော့ဒီကျွန်တော်တို့ဒီလိုချိန်ကားကြတော့တောင်သူလယ်သမားတွေကျွန်တော်တို့ပေါ့ပြောမယ်ဆိုရင်စီဝါရေးလည်းပြန်ကောင်းတဲ့အချိန်လည်းဖြစ်တယ်။အခါလည်းအခါနာနီးဆိုတော့ဒီလိုချိန်ကားတော့ပုံမှန်နှစ်တိုင်းနှစ်စဉ်နှစ်တိုင်းဒီ3လပိုင်း4လပိုင်းကတော့ရောင်းကောင်းနေကြပါခင်ဗျာ။ဟုတ်။ဝယ်ယူသူအများစုကတော့ဈေးနှုန်းတက်တာမှုကိုအဓိကထားပြီးတော့ဝယ်ယူကြသလို quality ဘိုင်းကိုတော့ဒုတိယမှကြည့်ကြတယ်လို့ပြောကြပါတယ်။ ဒေါ်လာဈေးနှုန်းကအရင်က1300ဝန်းကျင်ကနေအခု1100ဝန်းကျင်တော့ပြန်ကျဆင်းလာတဲ့အတွက်ကြောင့်မလို့လျှက်စစ်ပစ္စည်းတွေလည်းဈေးနှုန်းပြန်ကျလာတာဖြစ်ပါတယ်။အဲဒေါ်လာဈေးပြောင်းတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒီကုန်စည်နှုန်းတွေကတော့တခြားပြောင်းနေပေါ့နော်။ကျွန်တော်အရင်တော့ဆိုရင်ဒေါ်လာ1300ဝန်းကျင်လောက်ကနှစ်သိန်းကျော်ပစ္စည်းလောက်ကဒေါ်လာကျွန်တော်တို့1100လောက်မှာတသိန်း၈000တသိန်း၉000အဲတသိန်း၉000အဲဝန်းကျင်လေးကြီးကျဆင်းလာပြီးရပါတယ်။ ကျွန်တော်တို့ TV တွေဆိုလဲ TV ရရင်တော့ဆိုရင်ကျွန်တော်တို့ဟို Sony TV တစ်လုံးဆိုရင်ကျွန်တော်တို့3600တောင်3500အဲဝင်းကျင်ရောင်းပါတယ်ဒီအခုနောက်ပိုင်းဒေါ်လာလေးကျလာတဲ့အများ Sony TV ဆိုကျွန်တော်3သိန်းပတ်ချာတယ်3သိန်းအောက်လောက်ကျွန်တော်တို့ရောင်းဝယ်ရှိရပါတယ်ဒီနှုန်းတွေကတော့ရေကဲတက်တာဆိုရင်အနည်းဆုံး9000ကနေပြီးတော့မှ9သိန်းကျော်ထိဈေးရှိပြီးတော့ air con တွေကလည်း2သိန်းကျော်ကနေ4သိန်း5သိန်းကျော်ထိပေါက်ဈေးရှိရလို့သိရပါပါခင်ဗျာ။ ဒီလိုမျိုးမှာဖြစ်ခဲ့တဲ့စီးပွားရေးသတင်းတွေကိုလလန်းမိသလောက်တင်ဆက်ပေးခဲ့တာပါမြန်မာနိုင်ငံရဲ့ကုန်စည်စည်းစင်းရာတစ်ခုဖြစ်တဲ့မန္တလေးမြို့ကစီးပွားရေးသတင်းတွေကိုတော့တာယာကဆက်လက်တင်ဆက်ပေးသွားမှာပါမင်္ဂလာပါရှင်။ຫນွေຈောင်းပေးရဲ့အခါတွင်ဖြစ်တာရဲ့ တကြမ်းချင်းကနီးတာကြောင့်ရှင်ပြုအလှူဒန်းတွေပြပန်းခန့်မြအောင်စီကနေပါတယ်မြမလက်မှုအမှုပညာတွေလည်းအလှူဒန်းရာသီကြောင့်ဒီအပိုင်းအတွင်းမှာဈေးကွက်လှုပ်ခတ်မှုရှိလာတဲ့အကြောင်းတွေကိုဒီတစ်ပတ်စီးပွားရေးသတင်းအနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ် ာသီချင်းညပစ္စည်းပြက်လာအောင်ဈေးကွက်တနေတာကကျေးဇူးလုပ်ငန်းတွေပါဈေးကုန်ရက်အခက်အခဲကြောင့်အခါတွင်းအလှချိန်မှာလိုအပ်တဲ့လောက်မပြုတ်လို့ပေးနိုင်ပဲဖြစ်နေရတဲ့အကြောင်းတွေကိုဈေးလုပ်ငန်းရှင်တွေကပြောပါတယ်အခါရသီချင်းမှာအယောင်ရအတွက်ဆုံးကျေးစင်းမှုတော်တွေက3ပေ4ပေအရွယ်တွေဖြစ်ပါတယ်အသေးဆုံးကိုလမအရွယ်ဆိုင်တွေဈေးကွက်တက်လာလို့မနေ့ကတည်းကဈေးကွက်နှစ်ဆတိုးမြင့်လာတယ်လို့ကြီးလုပ်ငန်းရှင်တွေကဆိုပါတယ် ကြီးလုပ်ငန်းတွေလိုပဲကုန်ရမ်းအခက်အခဲကြောင့်ဈေးကွက်အေးနေတဲ့ကြောက်စစ်လုပ်ငန်းကလည်းအခါတွင်းမှာဈေးကွက်လှုပ်ခတ်မှုရှိလာပါတယ်။ကောက်ပဲသီးနှံတွေအဝယ်လိုက်လာလို့ပြည်ရင်းဈေးကွက်လှုပ်ခတ်မှုရှိလာတဲ့ကြောက်စစ်လုပ်ငန်းမှာကြက်6သိန်းကျော်တန်း3ပေနဲ့ကြက်340ဝန်းကျင်ရှိနေတဲ့10ပေ9ပေအရွယ်တွေအများဆုံးဈေးကွက်ရှိလာတာပါ။ ဒါပေမဲ့တရားငါးမိုင်တရုတ်နယ်ဆက်ရွှေလီဒေသအတွင်းမှာဆိုရင်တော့မြန်မာကြောက်စစ်လုပ်ငန်းရှင်တွေငွေဖော်တဲ့အချိန်မို့တရုတ်ကုန်တွေတွေရဲ့ဈေးနှုန်းဝယ်ယူတာကြောင့်နယ်ဆက်ကြောက်စစ်လုပ်ငန်းတွေဈေးကွက်အေးနေပါတယ်ပြည်ရင်းကြောက်စစ်လုပ်ငန်းရှင်တွေဟာစကြင်ကြောက်ကုန်ညမ်းကိုပြည်ပကုမ္ပဏီတွေနဲ့လေလံအပြိုင်ဆွဲရတာကြောင့်ပြည်ရင်းစည်းကွက်မှာကြောက်ကောင်းအရေးအသွေးတွေရရှိမှုနည်းလာတဲ့အခက်အခဲတွေနဲ့လက်ရှိအချိန်ထိရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။ အခါတွင်အလှူရသည့်ချိန်မှာရှင်မြူနာသားတွေမကပဲဖရာထီတင်ဌာနတွေကြောင့်ရွှေထီးတော်လုပ်ငန်းတွေပါဈေးကွက်လှုပ်ခတ်မှုရှိလာပါတယ်။ဖရာထီတင်တော်လှူကြတဲ့သူတွေဟာ ရှေးလက်မှုလက်ရာတန်ထီးတော်တွေမကပဲစတီးထီးတွေကိုပါလှူဒန်းလာကြပါပြီ။ဒါကြောင့်ဖျားထီးလုပ်ငန်းလုပ်ကင်သူတွေဟာတန်ထီးလုပ်ငန်းနဲ့စတီးထီးတော်တွေကိုပါပူတွဲလုပ်ကင်လာကြပါတယ်။အခုအခါမှာတေယူပို့ဆောင်ရေးအခက်အခဲနဲ့ စတိထီတွေထက်တန်ထီတော်တွေဟာယာတီတန်ခန္ဓာရနဲတာကြောင့်အမာများတဲ့စတိထီတော်ဈေးကွက်တွေပဲတွင်ကျယ်လာပါတယ်။ဈေးနှုန်းကတော့အနည်းဆုံးကျက်တထောင်ကနေရွယ်စားပေါ်မူတည်ပြီးကျက်သိန်း၁၀ခန်းအထိရှိပါတယ်။ဒီလိုအခါတွင်မှာပြုလုပ်ပေးရတဲ့လက်မှုဈေးကွက်ဟာကစုံလောက်ကုန်ပိုင်းအထိဈေးကွက်တွက်နိုင်တယ်လို့လက်မှုလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုတာပါ။ ဒါတွေကຫນွေຈောင်းပေးရဲ့အခါတွင် အလူရာသီကြောင့်ပြည်ပစည်းကွက်ထဲအရှိန်ဟုံမြင့်နေတဲ့ပြည်တွင်းလက်မှုစည်းကွက်တွေကိုတင်ဆက်ပေးခဲ့တာပါမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးပြာဝေးကွာပြီးစမ်းမချမ်းသာကြပါစေကျမကတားရပါရှင် မာနိုင်ငံအနှံ့များကလလန်းမိသမ ्या စူးစီးရရှိတဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတဲ့တပတ်အတွင်းစီးပွားရေးသတင်းအစီအစဉ်မှာဒီအစီအစဉ်ကိုအပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓနေ့မှာ DVB ကနေတင်ဆက်ပေးနေပါတယ်ချစ်စုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တန်တော်ဝေးပါ